ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ရှန်ကုဆရာဝင်။ကျွတ်တွေမိတို့ကအရန်အပြင်းကြီးပါတယ်။သူကဘာလုံးမှလုပ်ချင်စိမ့်မရှိပါဘူး။အဲဒါကြောင့်သူမိမပြောတာပဲအမြဲခံနေရပါတယ်။ဒီနေ့လည်းအလုံးမလုပ်တဲ့အတွက် သူမိမကသူ့ကိုပြောဆိုနေရဖြစ်ပါတယ်။ရှင်နဲ့လက်ထပ်ပြီးကျမရဲ့ဘဝတော့ပျက်စီးသွားပြီ။ကျမရဲ့အမေတို့အဖေတို့ဘလောက်ချမ်းသာလဲဆိုရင်ကျမတို့ဘာတစ်ခုမှလိုလီသေးမရှိအောင်လုပ်ပြီးထားရင်ရှင်နဲ့လက်ထပ်ပြီးနောက်ပိုင်းကျမဘဝမှာအဲ့လိုပြည့်စုံတဲ့နေ့ဆိုတာမရှိတော့ကျမကကန့်ဆိုးလုံးလုံးရှင်နဲ့လက်ထပ်ကဲလိုက်ရတာ။ကျမစီကိုအရန်ချမ်းသာအတိုင်းဝိုင်းရနေလာပြီးတော့လေလက်ထပ်ပုံကန့်လန့်ကြတယ်။ဒါပေမဲ့ကျမရဲ့မိဘတွေကအရှင်းကိုသဘောကျပြီးကျမနဲ့လက်ထပ်ပေးလိုက်ရလေဆိုတာနားမလည်နိုင်အောင် ကျက်တူရင်းမိထုံးလေးသူမိမစကားရိကြောင့်စိတ်ရှုံလာပြီးအိမ်ပြေထွက်သွားပါ යි လမ်းမှာသူတငယ်ချင်းဟောင်းကိုလည်းတွေးလိုက်ပါ යි ဟာခုံငက်ပန်တီငါတငယ်ချင်းဘလို့လဲကွာမိနေကောင်းရဲ့လားငါတော့နေလုံးဝကောင်းပါ යි မင်းရောပြောပါဦးနေကောင်းရဲ့လားနောက်ပြီးငါခင်မအောင်နေကောင်းရဲ့လားအမလီနော်နေခင်မဘာဖြစ်မှာမို့လို့လဲသူကတော့လုံးဝအရင်တိုင်းပါပဲအခုပဲငါသူ့ပြောဆိုခံပြီးထွက်လာဟာမင်းတို့နှစ်ယောက်ကြာရံပွဲရလေ အခုတ িয়োগ အဆုံးမတက်သေးဘူးလားအဆုံးမတက်သေးဘူးဟဲ့အောင်ရေပတ်စံရှိမှပဲအဲ့ရောင်ပွဲကအဆုံးတက်နိုင်ပါလေသူကတော့ပတ်စံမဲလိုချင်တာပတ်စံငါအိတ်ကတည်းပတ်စံရောက်လာရင်နေကြရင်သူ့ရောင်ပွဲလည်းအဆုံးတက်သွားလိမ့်မယ်ဟာမိထွေးခဲမပြောတာဘာမှနေလို့လဲမင်းအလုပ်တစ်ခုခုတော့လုပ်သင့်တယ်လေပတ်စံကတော့လူတိုင်းလိုအပ်တာပဲလေသူကမင်းရဲ့မိန်းမလေးအဲ့တော့သူလည်းပတ်စံလိုအပ်မှာပဲလေဟာထားပါအဲ့ဒါရီအဲ့လို့ဆိုလဲကောင်းပါပြီဒါပေမဲ့ဗန်တီရဲ့ ငါဘာလုပ်ရမှာလဲငါဝေနံလည်းမဟုတ်တလို့ကိုပိုင်လုပ်ငန်းတစ်ခုစလုပ်နိုင်လောက်တဲ့အထိလဲငါမှာပတ်စံမရှိဘူးလေတနာဖို့ကောင်းနေငါဘွားဘာဆက်လုပ်ရတော့မလဲမိထိုးငါမင်းကိုပြောမှုတယ်မလားမင်းပညာရေးကိုပြီးဆုံးအောင်သင်ပြီးဘွဲတစ်ခုရအောင်ယူပါလို့ဒါပေမဲ့မင်းငါပြောတာတခုမှနားမထောင်ခင်အခုဆိုရင်ငါ့အောင်ပဲကြည့်ငါဆရာဝန်တယောက်ဖြစ်နေပြီပတ်စံတွေလည်းအများကြီးရှာနေနိုင်နေပြီမင်းတခါတော့ငါစည်းကမ်းတွေကိုလာကြည့်စမ်းပါကွာလူနာရေဘလောက်တောင်များလဲဆိုရင် တန်းစီပုံနေရတော့မရှိဘူး။ငါတနေ့ကို3-4နာရီပဲအလုံးလုပ်တယ်ဆိုရင်တော့ပတ်စံတွေအများကြီးရှာနိုင်တယ်။ဟိုးအကိုပန်တီအကိုအိမ်ထဲတော့ပတ်စံအပြည့်ပဲနေမှာ။အကိုပြောတာမှန်တယ်။ငါလည်းပညာရေးကိုပြီးဆုံးတဲ့အထိသင်ပြီးပွဲရအောင်ယူခဲ့ရမှာ။အေးပါမိတို့ငါတငယ်ချင်းငါပြန်လိုက်အောင်မယ်။စည်းကမ်းမှာလူနိုင်များနေလောက်ပြီ။ငါဒီမှာအချိန်ကြာကြီးမင်းနဲ့အေးအေးဆေးဆေးစကားပြောနေလို့မရဘူးလေ။အရင်တော့ငါမင်းစီလှည့်လာခဲ့ပါအောင်မေ။အခုတော့ငါပြန်လိုက်ပါအောင်မေ ဘန်ဒီလည်းမီထိုးနဲ့စကားတွေပြောပြီးအဲ့ညာနေပြန်သွားပါဒါပေမဲ့မီထိုးကတော့ဘန်ဒီပြောသွားတဲ့စကားထိုင်ပြီးတော့စဉ်းစားနေရောမှာပဲအခုချိန်ထိမီထိုးကအစည်းအကဖွင့်တိုင်းဆရာဝန်ကပတ်စံတွေအများကြီးရှာနိုင်ပါလားဆိုတာကိုစဉ်းစားနေသေးပါပဲကြည့်ရတာသေးကဖွင့်တိုင်းဆရာဝန်ကပတ်စံအများကြီးရှာနိုင်တယ်ထင်တယ်တနေ့ကောင်မှ3-4နိုင်လောက်အလုံးလုံးပြီးပတ်စံတွေအများကြီးရှာပြီးရင်တနေ့ကောင်နားလို့ရပြီဒါနဲ့ငါစဉ်းစားနေရာ ဆရာဝန်တယောက်ဖြစ်ဖို့ဘလောက်တောင်ခက်ခဲလို့လဲဘွဲလက်မှတ်စာရဲ့ပဲလိုအပ်တာလေငါဆရာဝန်တယောက်ကြီးသွားပြီသူတို့ရဲ့ဘွဲလက်မှတ်စာရဲ့ကိုထုတ်ပြခိုင်းမယ်မဟုတ်ရင်လည်းရှားရင်နဲ့ငါတနေရာရနေအဲ့ဘွဲလက်မှတ်စာရဲ့ကိုခိုးလိုက်မယ်ပြီးရနေဒီနေရာနေခဝဝိတနေရာမှာအဲ့ဘွဲလက်မှတ်နဲ့အလောလောမယ်ဘာလို့လဲဆိုတော့အခုငါနေနေတဲ့တောင်းတရာငှက်တွေရတော့ငါ့အောင်တည်ရလေအဲ့လိုစဉ်းစားပြီးတော့မိထိုးကစီယုံမှာဆရာဝန်အလောလောဖို့ဆုံးဖြတ်လိုက်ပါပြီးရနေသူ့မိန်းမစီကိုပြန်သွားပါ යි ပင်ကီနေမင်းကငါ့ကိုရားစရာမရှိအောင်ပြောစောအပြစ်တင်နေရမလားအဲ့ဒါကြောင့်ငါအလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီငါဒီတော့အုံးနဲ့ဝေးဝေးတနေရမှာအလုပ်ကောင်းကောင်းတစ်ခုရထားရင်ငါပတ်စံနေအများကြီးရှာလာနိုင်တော့မယ်အဲ့ဒါဆိုနေလဲပျော်ရွှင်လာလိမ့်မယ်ဘလို့တကယ်လားရှင်လို့ကောင်းကောင်းရထားပြီလားရှင်ဘာလို့ရထားလဲဩနေတည့်ရတီပဲ easy bike ပြင်အောင်စားတတ်မှာငါတကယ်ပဲလစာကောင်းတဲ့အလုပ်တစ်ခုရထားရင်ဒါပေမဲ့နေဒီလိုလုပ်ပါလား ငါလောက်သွားလို့နေတဲ့အချိန်နေအမေကိုနေခဏပြန်နေလိုက်ပါလား။ငါမင်းနဲ့တခါခါကြရင်လာတွေ့မယ်လေ။ရန်နေနေအတွက်မှာပဲငါတို့ပတ်စံအများကြီးစုကြမယ်။ပြီးတော့ငါနေရဲ့ဆန္ဒတွေအကုန်ဖြည့်ဆည်းပေးမယ်။ဟိုးဘယ်ဆိုးလို့လဲအကုန်မိထိုးရဲ့။မင်္ဂလာဆောင်မင်းနောက်ပိုင်းအခုမှပဲရှင်စီကနေအခုလိုစကားမျိုးတွေကြားလာရ යි ။ဒီနေ့တော့ကျမအရန်စိတ်ပျော်ရွှင်သွားပြီ။ဝမ်းသာလုံးလို့ကျမရှင်ကိုလက်ဖိတ်ပူပူလေးဖျော့တိုက်မယ်။ဘယ်ဆိုးလို့လဲကွာ။ က်ဆန်ဆိုတဲ့အတန်ကြာနေသူချက်ချင်းပဲတာဝန်တိတက်တဲ့မိမဖြစ်သွားပါလားနောက်တနေ့ရောက်တော့ကျက်တူရီမိတို့လည်းပြင်ဆင်စရာရှိရာပြင်ဆင်ပြီးအချားတောင်းတစ်ခုစီကိုသွားလိုက်ပိုင်းအဲ့ဒီတောင်းထဲမှာမိတို့ကသူခိုးလာခဲ့ပစ္စည်းတွေပက်ဆန်တွေနဲ့စည်းကမ်းတကံဖွင့်လိုက်ပိုင်းအဲ့ဒီတောင်းထဲမှာနေထိုင်နေငှက်တွေကလည်းသူတို့တောင်းထဲကိုဆရာဝန်အသေးရောက်တယ်ဆိုတာသိရနဲ့သူ့စီတန်းပြီးစည်းကမ်းလာပြကြပိုင်းဘာလို့လဲဆိုတော့အဲ့ဒီတောင်းထဲမှာအချာစည်းကမ်းမရှိလို့ပဲဖြစ်ပါရဲ့ ဆရာဝန်ကြီးကျွန်တော်ခေါင်းကိုက်ပျောက်စီလေးပေးပါဦးအမြဲလိုလိုကျွန်တော်ကအရန်ကိုက်နေလို့ပါအေးပါအေးပါ2မိနစ်အတွင်းနေလုံးဝခေါင်းကိုက်ပျောက်သွားစီမယ်စီမျိုးငါပေးလိုက်မယ်ဆရာဝန်ကြီးအရင်ကဆိုကျွန်တော်တို့ဆေးဝယ်ဖို့အတွက်တော်တော်ဝေးဝေးလေးသွားရတယ်ဆရာဝန်ကြီးဒီတော့တဲလာပြီးစီကန်ဖွင့်လိုက်တာသိတ်ကိုကောင်းတာပဲဗျာအခုတော့ကျွန်တော်တို့ဆရာဝန်ကြီးဆရာနေပဲဆေးရီလာယူတော့မယ်အေးပါအေးပါအဲ့ဒါရိကြမယ်ငါဒီတော့တဲမှာစီကန်လာဖွင့်ထားတာ အဲ့လိုနဲ့ကြက်တူရင်မိထိုးစီကိုလူနာရီတယောက်ပြီးတယောက်ရှောက်လာပိုင်းမိထိုးကလည်းကုကဲကနေကြည့်ကြည့်ပြီးလူနာရီကိုစီးတလွဲ့တွေရှောက်ရှောက်ပြီးနေပိုင်းအဲ့ဒီတောင်တဲမှာအကြားဆရာဝင်လည်းမရှိသလိုအဲ့ဒီတောင်တွေကငှက်တွေကလည်းပညာတတ်တွေမဟုတ်ပါဘူးအဲ့ဒါကြောင့်မိထိုးရဲ့လိမ်လည်းမှုကြီးကိုဘသူကမှသတိမထားမိပါဘူးတပတ်အတွင်းမှာပဲကြက်တူရင်မိထိုးကပတ်စံတွေအများကြီးရှာနိုင်လိုက်ပိုင်းမိထိုးလည်းပတ်စံတွေအကောင်လုံးယူပြီးသူ့မိမကြီးပြန်လာပိုင်းပြရတဲ့သူ့မိမကို သူ့အမေအင်ကပြန်လာခေါ်လိုက်ပိုင်းဒီလောက်ပစံနေအများကြီးကိုမြင်ပြီးသူ့မိမခမညာပါဇက်အဟောင်းသားကြီးဖြစ်သွားပိုင်းသူမအယံဝတ်သာသွားပိုင်းအခုမိထွေးဒီလောက်ပစံနေအများကြီးကျမအိမ်မက်တဲမှာတော့တစ်ခါမှမမြင်ဘူးဘူးမိထွေးရဲ့မိမကအယံကိုဝမ်းသာနေပိုင်းသူတို့လင်မယားနှစ်ယောက်အယံချစ်ဖို့ကောင်းတဲ့အိမ်လေးတစ်လုံးနဲ့ဝဲလိုက်ပိုင်းအခုမိထွေးရှင်ကျမကိုဒီလောက်စိတ်ချမ်းသာမှုပြီးနိုင်လိမ့်မယ်ဒီလောက်ချစ်စရာကောင်းတဲ့အိမ်လေးဝယ်ပြီးနိုင်လိမ့်မယ်လို့ ကျွန်မအိမ်မက်တောင်တခါမှမမက်ဘူးဘူးဟုတ်တယ်ဟုတ်တယ်ဒီနေ့ရစားပြီနေငါ့ကိုဘာကြောင့်နဲ့အပြစ်တင်ကြမှလဲမလို့တော့ပါဘူးငါတို့တနေ့တစ်နေ့ပို့ပို့ပြီးချမ်းသာသွားဖို့ပဲရှိတော့တယ်နေဆောင်ကြည့်ထားစမ်းပါရန်နေငယ်လာဝဲကြရှိရပြီစီစဉ်စရာရှိရစီစဉ်ပြီးရခါမှတော့မီတိုကအဲ့တောင်ကြီးကိုပြန်သွားပါအဲ့တော့တဲမှာမီထိုကတတော်လေးအလုံးဖြစ်နေပါတယ်။တခါခါကြာရင်လူနာတွေကမီထိုပေးလိုက်တဲ့စေကြောင့်ယောဂါတက်တာသွားလာပြီလဲရှိပါတယ်။ အဲ့ဒါကြောင့်တောအုပ်ထဲမှာမီထိုတော်တော်လေးနမဲရတာပါ යි ခုံငယ်ပန်တီရဲ့အတော်တယောက်ကအဲ့ဒီတောအုပ်ထဲမှာနေထိုင်ပါ යි ပန်တီကသူ့တော်စီခဏလာတွေ့ပါ යි အတော်ကြီးဒီတောအုပ်ထဲမှာစည်းကဲတစ်ခုဖွင့်ကောင်းမလားလို့ကျွန်တော်စဉ်းစားနေရဒီမှာစည်းကဲတစ်ခုမှမရှိဘူးမလားစည်းကဲရှိရင်တော်တော်များများအတွက်အဆင်ပြေသွားမယ်လေတားလေးပန်တီရေဒီမှာစည်းကဲအစ်တစ်ခုဖွင့်ထားတယ်အဲ့ဆရာဝန်ကအရန်တော်တာပဲအဲ့ဆရာဝန်ပေးလိုက်တဲ့စီကြောင့် တော်တော်များများယောဂါပျောက်သွားကြတယ်။အတော်လဲအိတ်ဆရာဝန်ဆရာစီးယူလိုက်။ဒါပေမဲ့အတော်အခုထိစီးမတော့ရသေးဘူး။သာသနာထိုင်အောင်တော့အတော်စီးသွားတော့လာအောင်မေ။ဗန်ဒီရဲ့တော်ကစီးတော့ပြီးပြီချင်းပဲကျမ်းပြပေါ်လဲကျသွားပါ යි ။ပြီးတော့ညင်းညူနေပါ යි ။အမလေးအမလေးဗန်ဒီရဲ့အတော်တော့ဒီနေ့သိတော့မယ်ထင်တယ်။အဲ့ဒါဖာစီးကြီးလဲအတော်မျက်လုံးတွေဝေဝါးလာပြီ။ကြည့်ရတာအတော်သေရောမယ်ထင်တယ်။ဗန်ဒီလဲသူ့အတော်တောက်တဲ့ဆေးကိုချက်ချင်းယူကြည့်လိုက်ပါ යි ။ သူကြည့်လိုက်တော့စီးရီအကောင်လုံးကတလွဲရီပြီးထားတယ်ဆိုတာကိုသိသွားပါတယ်။သူလည်းသူ့တော်စီးအမှန်ကိုချက်ချင်းတိုက်လိုက်ပါတယ်။အဲတော့မှ သူ့တော်လည်းနည်းနည်းတက်တာလာပါတယ်။အတော်ကြီးတားတင်တော့အဲ့ဆရာကရန်ကူဖြစ်မယ်တင်နေ။သူကအတော်စီးတလွဲရီပြီးထားတာ။အော်တားလေးပန်တီးကြီးအဲ့ဆရာကအစ်စ်လားအတုလားဆိုတာအတော်ဘယ်တိပါမလဲ။အဲ့ဆရာဝင်အကြောင်းတခြားသူတွေစီကကြားထားလို့တာ။အတော်သူ့စီကနေစီးသွားယူလာတာ။ကဲလား အတော်တော့အိတ်ဆရာဝန်ကြီးခေါ်သွားမယ်။ဗန်ဒီရဲ့အတော်လဲဗန်ဒီကိုမိထိုးကြီးခေါ်သွားပါရင်ဗန်ဒီလည်းသူ့ကိုမြင်တာနဲ့တမ်းမတ်မိသွားပါရင်ဟဲ့မိထိုးဆုပ်မင်းဘယ်တော့ဆရာဝန်ဖြစ်သွားလဲ။စေးကြနေတော့မင်းပွဲရတာမဟုတ်ပါဘူး။အဲ့ဒါကိုလူသက်တွေနဲ့မင်းကစားနေရပေါ့ဟုတ်လား။ဒီလိုတွေလုပ်냐မင်းမရှက်ဘူးလား။ငါ့တော်ဒီနေ့သင်မင်းကလေးဝါနေလွတ်မြောက်လား။မီးဘလောက်များများစေးရီတလဲပေးထားလိုက်ဆိုတာမသိရအောင်မီးထိုးလဲဘာပြန်ပြောရမလဲဆိုတာမသိတော့ပါဘူး အဲ့ဒါကြောင့်သူကလက်ခွက်တွေစားလို့ပါ යි ။နေရဘသူရောငါရောနေရောမသိပါဘူး။နေတခုခုအထင်မှားနေရနေမှာ။ငါခုချက်ချင်းရဲခွန်မယ်။အဲ့ဒါဆိုရင် နေအကောင်လုံးမှတ်မိသွားလိမ့်မယ်။ရဲဆိုတဲ့အတန်ကြားရနဲ့မိထိုးလဲတောက်လန့်ပြီးအမှန်တိုင်းပြောပါအောင်ရယ်။အကိုဗန်ဒီရေကျွန်တော်ခွက်လို့ပေးပါ။နောက်ဆိုဒီလိုကြီးထပ်မလုပ်တော့ပါဘူး။ကျွန်တော်ရဲလက်မအပ်ပါနဲ့နော်။တောင်းအုပ်တဲကငှက်တွေလဲသူကဆရာဝန်ရန်ကူးဆိုတာသိတဲ့အခါမှာတော့ သူ့ကို special ရိုက်နှက်ကြပါအောင်ရယ်။ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ဒီမိုင်း channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လေးစိတ်ဝင်စားကြကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တို့ပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါ යි ။